မထင်မရှားမျိုးလေးတစ်မျိုးတည်းကအင်ဂျီ90ခန်းစီသောခြေရွာလေးတစ်ရွာထိုရွာလေးအနောက်ဘက်ရွာပြင်ခလန်းလန်းတနေရာမှာတော့တင်းကျိုင်းဟိုတခုထိုတင်းကျိုင်းတို့ဝင်ကနေလမ်းလေးရဲ့ဘေးတစ်ဖက်မှာတော့အကိုင်းခက်ဝေစာနေသည့်အရေးကောင်းကောင်းနဲ့ကိုကိုပင်ကြီးတပင်ထိုကိုကိုပင်ကြီးကတော့အကြောင်းမျိုးမျိုးဖြင့်တင်းကျိုင်းဘက်စီတို့လာသမျှလူတွေအားလုံးကိုစိတ်ဝင်စားစွာဆွဲဆောင်နေလေတော့သည်အကြောင်းမှာထိုကိုကိုပင်ကြီးကြီးမားလာသောပင်စီလုံးပပတ်လေတွင် ပုံစံအမျိုးမျိုးအရွယ်အစားမျိုးမျိုးသောဘုရားကျောင်းဆောင်အဟောင်းများနဲ့ထိုဘုရားကျောင်းဆောင်အဟောင်းများ၏အောက်ခြေပင်စည်းလုံးပတ်၏ပတ်လည်မှာတော့အရွယ်အစားမျိုးစုံနှင့်ပုံစံအမျိုးမျိုးသောနတ်ဆင်အဟောင်းများကိုသူ့နေရာနှင့်သူစီစီတန်ရရ၍စနစ်တကျချိတ်ဆွဲထားခြင်းကြောင့်ဖြစ်လေသည်။ဘိုးရီထူဆန်းနေသည်မှာထိုဘုရားကျောင်းဆောင်အဟောင်းတိုင်းတွင်ဗုဒ္ဓရုပ်ဝါစင်းတို့သောအဟောင်းမျိုးစုံနှင့်ဇေဒီတော်တပ်ပေါ်အဟောင်းမျိုးစုံတို့ကိုတတ်တတ်ရရဖြင့်တွေ့မြင်နေရပြီး ကိုကိုပင်တပတ်ပတ်လည်ယုံဖြင့်တနေရာတဲတွင်ဖျားမျိုးစုံကိုခူးမြော်လိုက်ရသလိုခံစားကြရခြင်းပဲဖြစ်ပါသည်ထိုနည်းတူပင်များပြားလာသောနတ်ဆင်အဟောင်းများပေါ်တွင်လည်းစုံလင်လာသောနတ်ယုတ်ထုနတ်တပ်ပေါ်အဟောင်းများနှင့်ဘိုးတော်ပုံဘိုးတော်ယုတ်ထုအမျိုးမျိုးတို့ကိုလည်းကိုကိုပင်စီတပတ်လုံးတွင်တက်တက်ရရဖြင့်ချိန်ဆွဲထားသည်မှာတမျိုးပင်ကြည်ကောင်းနေပြန်သည်အမှန်မှာတော့ထိုတို့ရှိနေရခြင်းမှာရွာတွင်ရှိလူအများမှာ မိမိတို့အသုံးမပြုတော့သည့်ဟောင်းနှမ်းသွားသည့်ကိုးကွယ်ရာပစ္စည်းများကိုထိုကိုကိုပင်ကြီးအောက်သို့လာရောက်၍စွန့်ပြစ်သွားကြခြင်းဖြစ်ပြီးထိုစွန့်ပြစ်သွားခဲ့သည့်များတွေကိုကြောက်ယူကာကိုကိုပင်၌စနစ်တကျပြန်လည်၍ချိတ်ဆွဲသောလူနှစ်ယောက်ရှိခဲ့ပါသည် ထိုလူနှစ်ယောက်၏အမည်မှာကိုတန်ငဲနှင့်မအေးရီဖြစ်ပြီးဤကိုကိုပင်ကြီးအရေးကိုမှီခိုးနေတန်ရသောဘဲကဘလို့ရောက်လာမှန်မသိသည့်အခြေအနေမဲ့စင်ရနာဇနီးမောင်နှင့်နှစ်ယောက်ဝင်ဖြစ်ပါတော့သည် ထိုဇနီးမောင်နှံနှစ်ယောက်တို့သည်ဤကိုကိုပင်ကြီးစီမှတဘာဝအလျောက်မြေပေါ်သို့အပြိုင်ကြွတဲ့အတွေ့တန်းနေသောအမြင့်ဆုံးကြီးမြခုကိုအကာအရန်ယူပြီးထိုအမြင့်နှစ်ခုရ၌ဖြာစုပ်လေးတစ်ချက်ခင်းကပစ္စည်းမဲ့လူဒန်းသားအဖြစ်ဘဝဖို့အေးချမ်းစွာ နေထိုင်ကြသည့်ဘာသာတရားကိုင်းဆိုင်သောသူနိုးပင်ဖြစ်လေသည်မိုးရင်းကာလများတွင်တင်းတိုင်းကဇေယျတစ်ခုတွင်နေထိုင်ပြီးမိုးကုန်သည့်အချိန်မှာတော့ဤကိုကိုပင်ကြီးကလေးမှာတူတော်နိုးဤပြောစရာဘုံဗိမာန်လေးတစ်ခုဖြစ်စေခဲ့ပါသည် သူတို့နှစ်ဦးဤနေရာသို့ရောက်ရှိခဲ့သည့်အချိန်မှစ၍ကိုကိုပင်ကြီးအနီးတစ်ဝိုက်မှအမြဲတမ်းတန်ရှင်းတက်ရက်လျက်ရှိပြီး၎င်းအနီးနိုင်မှဖြတ်သွားဖြတ်လာသူများအတွေ့ခိတ္တခဏခီးတစ်ဆောင်နားခိုရန်နေရာလေးတစ်ခုတည်းဖြစ်ခဲ့ရပါတော့သည်သူတို့နှစ်ဦးတွင်ယုံကြည်ချက်တစ်ခုတော်ရှိသည်အရာကတော့ဝိပုစင်ကျဝေပြီးပတိကိုဆလွယ်အတိုင်းထားသောသမင်မွေးမုတ်စိန်မွေးဖြူဖြူနှင့်ဘိုးတော်တို့မှဤကိုကိုပင်ကြီးတွင်နေထိုင်ပြီးသူတို့နှစ်ယောက်ကိုစောင့်ရှောက်ပေးနေသည်ဟုကြုံရလူတွေကိုပြောပြတတ်လေသည် သို့သောတခါတည်းရန်ထိုကုကုပင်ကြီးအောက်တွင်လူအရေးတရံမဲမဲကြီးတစ်ခုမှလည်းမကြာခဏညင်းတဲ့တကောင်၌ဆက်လိတ်မီးကိုရဲနေအောင်ဖွာနေတတ်ပြီးအနီးအနားသို့သွားကြည့်သည့်အခါမှာတော့ပျောက်ကွယ်သွားတဲ့အကြောင်းကိုလည်းပြောပြတတ်လေသည်ထိုကုကုပင်ကြီးနှင့်ပတ်သက်၍ထင်ရှားထော်ကြားခဲ့သည့်အဖြစ်အပျက်တစ်ခုလည်းရှိခဲ့ပါသေးသည်အရာကတော့တချိန်လုံးကထိုရွာကလေးတွင်စင်စင်ရဲရဲဖြင့်နေတိုင်းကနွားချောင်းရင်အတံမွေးဝမ်းချောင်းပြုတ်ခဲ့သည့်ဥတာရင်ဆိုသူမှာ ူငငယ်တုန်းကအဲ့ဒီကိုကိုပင်သားမှာနွားချောင်းရင်နေကင်းသမဲစားချင်ရောက်တိုင်းသူ့သမဲတို့တဲကသမဲဟင်းတွေကိုအလဲငယ်ဖယ်၍သက်ရွက်လေးတစ်ခုပေါ်တွင်ထည့်ပြီးထိုကိုကိုပင်ကြီးတကိုင်းကွာကြားလေးပေါ်တွင်ဦးဦးပြပြတင်ပြီးမှကျန်သည့်သမဲနဲ့ဟင်းဟာသူ့ဘိုက်ကိုဖြည့်လေးစီသည်တနေ့မှာတော့ဦးသားရင်နွားเจ้าနေရင်နေကင်းသမဲသားချင်းရောက်နေပြီမယ်ကိုရီလက်တွေထိုင်းပိုင်းပြီးဖျားကျင်တယ်လို့ဖြစ်နေတာကြောင့်သူ့မှာပါလာတဲ့သမင်းတို့ကိုမစားတော့ပဲကိုကိုပင်ကတက်ကိုင်းခွာကြလေးတဲ့တွင ထိုသမင်းတို့ကိုဖြီးပြီးရိုးရိုးတေတေဖြင့်အရင်ထားမြဲတိုင်းတင်ထားလိုက်ကကိုကိုပင်ရောက်ခဏနားနေရင်အိပ်ပျော်သွားခဲ့လေသည်ထိုသို့အိပ်ပျော်နေစဉ်သူ့အိမ်မက်ထဲတွင်ဝှစ်ဖြူစင်ကြွေးဘိုးတော်တဦးကသူ့အနားရောက်လာပြီးစေလုံးလေးတစ်လုံးကလွယ်အီအတွင်းမှထုတ်၍တိုက်လေသည်ထို့နောက်ဦးသားရင်ကြီးကြောပြင်ကိုဘဲဘဲလက်ဖြင့်အပေါ်မှအောက်သို့တတ်ချနေရင်ညာဘက်လက်မှလည်းတရွက်အစိုးတရွက်ပေါ်သို့တကိုင်းကြောင်လေးနဲ့စလုံးလေးများရေးချင်နေသည် ထို့နောက်သူရေးချေထားသောဖက်ရွက်ပေါ်မှဆလုံးလေးများကိုဥဒရင်ရတေချာမြေအောင်ပြပြီးထိုဖက်ရွက်ကလေးဖြင့်ဥဒရင်နဖူးကိုတစ်ချက်ပုတ်လိုက်တဲ့အချိန်မှာတော့ဥဒရင်တယောက်အိပ်ပျော်နေရမှရုတ်တရက်လန့်လို့သွားပါတော့သည်သူစိတ်ထဲမှာတော့ခொနကဖြစ်ပြတဲ့မြတွေအားလုံးကအိမ်မက်လိုလိုအပြင်မှာတကယ်ဖြစ်ခဲ့တယ်လို့ဇဝေဇဝါဖြစ်လို့နေပါသည်ဒါပေမဲ့သူသတိထားမိတဲ့အချက်ကတော့ ခொနန်းကမေကနဲ့အိတ်မပြောခင်ကိုရင်လက်တွေထိုင်ပိုင်းပြီးဖျားကျင်နေသလိုမျိုးမဖြစ်တော့ပဲတကိုယ်လုံးပေါ်ပါလန်းဆန်းနေခဲ့တော့သည်နောက်ပြီးဖဲ့ရွက်ကလေးပေါ်မှာထိုးဘိုးတော်ရေးခဲ့သည့်စလုံးလေးများကိုလည်းမျက်လုံးနဲ့မြင်ရောက်ပြီးစိတ်ထဲမှာမှတ်သားထားလိုက်မိသည်ထိုးဘိုးတော်ရေးချစ်သွားသည့်စလုံးလေးများမှာသကိုကိုဟူ၍ဖြစ်ပါသည် ထိုးစလုံးလေးသုံးလုံးမှာဥတာရင်နှိမ့်ကြနေသည့်ဘဝတစ်ခုလုံးကို အမြင့်သို့ရောက်အောင်ပြောင်းလဲပေးလိုက်ပါတော့သည်အเจ้าမှာကာအခေယာနဲ့ ကိုအစကိုအဆုံးထီတဆောင်ကိုဥတာရင်မှရှာဖွေ၍ထိုးခဲ့ပြီးထိုတဆောင်နဲ့သောထီမှသိန်းရာချီသောစူကြီးတစ်ခုပေါက်ကယခုအချိန်မှာတော့မြို့ပေါ်တွင်တားလူပြူနေအောင်နေအတူအစိမ့်နေသောစီးပွားရေးလုပ်ငန်းတစ်ခုထူထောင်လာချမ်းသာလို့နေပါတော့သည်သောတော်လည်းဥဒယေမှာဘဝမမီပဲထိုရွာလေးရတနစ်ကိုတစ်ခေါက်လာပြီးရွာဦးဖုံးကြောင်ကဆွန့်ကပ်ခြင်းသူနေထိုင်ခဲ့သောရွာလေးကိုလိုအပ်သည်များဖြည့်ဆည်းပေးခြင်းထိုကုတ်ကုတ်ပင်ကြီးစီတို့လာ၍ကတော်ဝဲပေးခြင်း အမွေးတိုင်းဖျောင်းတိုင်းထုံးချင်းကိုတန်ငဲနဲ့မအေးကြီးတို့ချိန်ဆနာသောဖျားเจ้าတော်များနဲ့နတ်စင်များအားလုံးကိုအမွေးနန်းသားနဲ့မုံတစ်တီးစောများစက်ကဲ့၍ပြန်ကားနီးတွင် ကိုတန်ငဲနဲ့မအေးကြီးတို့ဇနီးမောင်နှံအားဤကိုကိုပင်ကြီးကိုတက်နှက်စီခြင်းထားကအမြဲမပြတ်အမွေးတိုင်းဖျောင်းတိုင်းများထုံးကြီးဤပူဇော်ပေးပါရန်မှာကြပြီးအမွေးတိုင်းဖျောင်းတိုင်းတုံများနဲ့လက်ဆောင်ပစ္စည်းငွေကြီးများကိုလည်းလုံလုံလောက်လောက်ပေးခဲ့လေရှိသည်ကိုတန်ငဲတို့ဇနီးမောင်နှံမှာလည်းဥတရင်ဤစကားကိုမြေဝဲမကြနားထောင်ရှာသည် ညနေဆောင်နေဝင်၍ဖရာဝိပုပြီဆိုတာနဲ့အဲ့ဒီကုတ်ကုတ်ပင်ပပတ်လဲမှာစီးသမျှသောဖရာเจ้าတော်များပေါ်တွင်အမွေးတိုင်ဖျောင်းနိုင်ထုံးညီပူဇော်ခြင်းနှင့်နတ်စင်များပေါ်တွင်လည်းအမွေးနတ်တန်များပပန်းခြင်းတို့ကိုနေ့စဉ်မပြတ်ပြုလုပ်လေရှိသည်ကုတ်ကုတ်ပင်ပပတ်လဲမှာထိုဖျောင်းနိုင်လေးများ၏အလင်းရောင်သည်ပြူးပြူးပြက်ပြက်တောက်ပထိန်လင်းလျက်ရှိပြီးအမွေးတိုင်များမှလောင်ကျွမ်း၍ထွက်ရှိလာသောအခိုးရန်တန်လေးများမှလည်းမွေးကြိမ်နှန်းဆန်းကထိုမြင်ကွင်းကိုမြင်ပူးသောလူများ၏စိတ်ပဝင်ကို ကြည်နူးအေဂျင်စီပြီးကိုတန်ခဲတို့ဇနီးမောင်နှံကိုချီးကျူးရေမဆုံးရှိကြလေကုန်သည်ကိုတန်ခဲနှင့်မအေးကြီးတို့ဇနီးမောင်နှံမှာအချိန်မဲ့အနေမဲ့ဆိုပေမဲ့အဲ့ဒီအနီးဘဝင်းကြီးကရွာသူရွာသားများတော့သူတို့ဇနီးမောင်နှံကိုချက်ခင်ကြလေသည်သူတို့ဇနီးမောင်နှံနှုတ်ဦးမှလည်းတင်းညိုင်းတို့အတုဘပို့လာသူအားလုံးကိုအဖက်ဖက်မှဝိုင်းဝန်းကူညီပေးခြင်းအောက်ကအဟောင်းများခြုံနေပိတ်ဖို့မှုမရှိအောင်ရှင်းလင်းပေးခြင်းတင်းညိုင်းတို့ဝင်ထွက်ရာလမ်းများကိုပြုပြင်ရှင်းလင်း၍မြေဖိုးခြင်းများကိုလည်း ညီသူမြမခိုင်းစီပဲကိုနေသည့်ကိုပိုင်ခြံဝင်းလိုသဘောထားကထိန်းသိမ်းဆောင်လျှောက်လေသည်မြို့ပြတွေမှာလိုစီပင်တာယာမတန်ရှင်ရဲ့ဝန်ထမ်းတွေမရှိပါတင်းညာရင်တွင်တို့ဝင်လိုက်သည်နှင့်အမြဲတမ်းတန်ရှင်ပြီးရှင်းလင်းနေသည်မှာဘသူတွေလောက်ထားတာလဲဟုမေးနေကြမလို့ကိုတန်ခဲနဲ့မအေးယူတို့၏လောဝါဒါနဆိုတာကိုတင်းညာအနီနာခရွာသူရွာသားတွေအားလုံးတီးပြီးသားဖြစ်ပါသည် ကိုတန်ခဲနဲ့မအေးယူတို့ဇနီးမောင်နှံမှာလည်း ဒီတင်းញိုင်းရှိနေတဲ့၍သူတို့နှုတ်အတွက်နေရေးထိုင်ရေးနဲ့စားရေးတော်ရေးကအစအစင်ပြေချောမွေးသည့်အတွက်ကြောင့်တင်းញိုင်းရေဝေယဝဆကိုကို့အသည့်စိတ်တန်းနဲ့ကိုသားလေးရဲ့လောဟာဒါနပြုနေကြခြင်းဖြစ်လေသည် ထိုတင်းញိုင်းရှိနေတဲ့၍သူတို့နှုတ်အတွက်အစင်ပြေချောဝင်နေသည့်ဆိုရမှာလဲအကြောင်းလေးတည်းရှိပါသည်ထိုအကြောင်းမှာထိုတင်းញိုင်းဤပန်ဝိဉ္ဉေတွင်တဘာဝအလျောက်ပေါရောက်လျက်ရှိသောဆေးပင်ဆေးရွက်ဆေးမြင့်များမှာယာသည့်အလိုက်လွန်စွာပေါ်များလေသည် ထို့ကြောင့်ဒညာယလီဘဝင်းကြီးရွာများမှာတချို့သော စေမီတို့ဖော်ဆန်းလိုသောသူများသည်စေမီစေရွက်များကိုအပင်ပန်းခံအချင်းကုန်ခံ၏ရှာမနေတော်ပဲကိုတန်ငယ်နှင့်မဲအီကိုပြောပြပြီးကိုကိုပင်အောင်ထိုင်ဆောင်နေုံဖြင့်ခဏအကြာမှာမိမိတို့လိုချင်သောစေပင်စေရွက်များတပွေးတပိုက်ဖြင့်ပြန်ရောက်လာသောကိုတန်ငယ်နှင့်မဲအီတို့ဇနီးမောင်နှံအားပြုံးပြောရှင်သွားတွေ့မြင်ရမှာဖြစ်ပြီးအခါချင်းငွေကိုနည်းသည့်များသည့်သဘောမထားပဲစေတနာရှိသလောက်ပေးလိုက်ရုံဖြင့်ကျေနပ်နှစ်သိမ့်နေတတ်ပါသည် သူတို့ဇနီးပေါင်းနဲ့နှစ်ဦးအတွက်ပို့ပြီးအဆင်ပြေသည့်အချက်တစ်ခုကတော့မြို့ပေါ်မှာအယိုးကျော်ကူတာသည့်မြန်မာတိုင်းဈေးစရာတယောက်မှာကိုသင်ငယ်တို့ဇနီးမောင်နဲ့လာဖို့သမျှဈေးပင်ဈေးရွက်ဈေးမြင့်များကိုတိုင်းငယ်ယူပေးသည့်ရှိပြီးထိုဈေးပင်ဈေးရွက်များမှာလည်း၎င်းတိုင်းဈေးစရာများအတွက်ဈေးပေါ်ဆက်ရမှာဂုံညံအဖြစ်နဲ့လွန်စွာအသုံးတည်လေရှိသည်ထို့ကြောင့်တဦးနဲ့တဦးကိုင်းညွန်းမီကျွန်းကိုင်းမီအပြန်လန်ကျေးဇူးရှိကြသောကြောင့်ထိုဈေးစရာကြီးမှာကိုသင်ငယ်နှင့်မအေးကြီးပို့သမျှဈေးပင်ဈေးရွက်ဈေးမြင့်များ ထိုက်တန်သောဈေးပေး၍ဝယ်ယူလေးရှိပါသည်ထို့ကြောင့်ဆေးပင်ဈေးရွက်ရောင်းလို့ရသောငွေကြေးနှင့်ဥဒရင်တစ်နှစ်တစ်ခေါက်ကိုကိုပင်ကြီးစီတို့လာရောက်သည့်အခါပေးခဲ့သောငွေကြေးဟောင်းနှန်းနေသောအုပ်ကူများကိုတန်ရှင်းရေးလို့ထုံးတုပ်ဈေးတုပ်သည့်အခါမျိုးတွင်ထိုအုပ်ကူနှင့်သက်ဆိုင်သောကျန်ရည်သူဆွေမျိုးမိသားစုများကပေးခဲ့သောငွေကြေးများဖြင့်ဘဝကိုကြည်ကြည်နက်နက်ကြီးရောင်းရဲတင်းနေစွာနေထိုင်ကြလေတော့သည်ကိုယ်တန်ငယ်နဲ့မအေးကြီးတို့ဆေးမင်ဆေးရွက်ဆေးမြင်များထုတ်ပိုး၍မြို့ပေါ်ရှိတိုင်းရင်းဈေးကန်းသို့သွားဖို့ဒီကိုအားကြပြီ တချို့လူများကလည်းထိုစိမင်စည်းရွက်စည်းမင်များကိုလိုက်ရှာကြလေသည်သို့သောအချိန်သာကုန်သွားပြီးမိသည့်စည်းမင်မှမရ၍နောက်ဆုံးလက်လျှော့ခဲ့ရသည့်လူတွေများလာသည်ထိုအချက်ကိုကကိုတန်ခဲနှင့်မအေးရီစိတ်ခဲတွင်ကိုကော့ဗင်ကြီးမှဝိဖြူစင်ကျဝိဘိုးတော်သည်သူတို့နှစ်ဦးအစဉ်ပြေစီရန်အတွက်တခြားသူများမမြင်ရအောင်ထိုစည်းမင်များကိုကွယ်ဝက်ကစောင့်ရှောက်ပေးသားခြင်းပင်ဖြစ်သည်ဟုအယောဆွေအောင်ကိုမှတ်တင်ထားလေတော်သည်တနေ့တွင်ရွာထဲမှကိုဖိုးလုံးနှင့်အတူလူလက်ပိုင်းရွာသား၄ဦးသည် အယပလင်းခါထိုး၍ရွာပြင်တင်းနိုင်အဝရှိကိုတန်ငယ်နှင့်မအေးကြီးတို့နေထိုင်ရာကိုကိုပင်အယတ်တို့ရောက်ရှိလာပြီးအယတ်ဝိုင်းခွဲကတောက်ကြလေတော့သည် ကိုတန်ငယ်နှင့်မအေးကြီးတို့ကကိုဖိုးလုံးနှင့်တငယ်ချင်းများကိုဒီကိုကိုပင်ရိတ်မှအယတ်မတောက်တင်ကြောင်းမဖြစ်လို့လဲဆိုတော့ဒီကိုကိုပင်တွေဖျားเจ้าဆောင်မျိုးစုံနှင့်မျက်စင်များစုံလင်လာပြီးအဆောင်အလျှောက်တွေလည်းရှိကြောင်းဒါကြောင့်တခြားတဲ့နေရာသို့ပြောင်း၍တောက်တင်ကြောင်းတောင်းပန်ပြောဆိုတော့လေအရေးမလို့ပဲဆက်၍တောက်လေတော့သည်အရေးအချိန်လေးနည်းနည်းရလာတော့ ဖုံးစံအတိုင်းတယောက်နဲ့တယောက်တတိလုတ်ကတွေ့တူဆန်းလီတော့သည်အရဲအတူတူတောင့်နေသည့်ရွာသားတို့ကခဲအောင်ဖိုးလို့မင်းဘလောက်တတိရှိတယ်ဆိုတော့ငါ့ကိုလက်တွေပြမလားရတာပေါ့ကွာဖိုးလုံးလို့ကစိန်ခုံရင်ဘွားမခတ်ဘူးကဘာလို့ပြမလဲပြောလိုက်အေးဟုတ်ပြီဒါဆိုရင်မင်းဒီကိုကိုပင်ကြီးရအောင်အပေါ်သွားရဲ့လားဖိုးလုံးလို့ဘွားမှန်ဒီလောက်လွယ်တဲ့အလုံးစုတခါမှမလုပ်ဘူးကွာကဲဟောဒီမှာကြည့် ထိုတို့ဆိုပြီးကိုဖိုးလုံးတယောက်ကိုကိုပင်ကြီးအောင်လိုက်အပေါ်သွားလေတော့ဒီကိုတန်ခဲနဲ့မအေးကြီးတို့ခမရမှာလဲသူတို့လောက်သမျှပြောသမျှကိုစိတ်မကောင်းစွာဖြင့်ကြည်နေမိတော့လေကိုဖိုးလုံးအတွက်ကိုတော့စိုးရင်လို့နေပါတော့ဒီဒီလိုနဲ့မောင်ရီသာပြောလာတဲ့အချိန်မှာတော့ကိုဖိုးလုံးတို့လည်းအယံဝိုင်းသိန်းကပြန်ရပါတော့ဒီရွာရောက်တော့ညမောင်နေပါပြီကိုဖိုးလုံးကသူ့အိမ်ခြံဝင်းထဲဝင်လာပြီးအိမ်မော်မတက်ပဲအရှိဝါကော့ပြစ်ပေါ်တွင်ခဏကြောခင်းပြီးနားဖို့ဟန်ပြင်းနေတော့မှပဲ ကိုဖိုးလုံးဤမြင်ခွင်နဲ့နိုင်လူတယောက်စက်လိမ်မီးကိုရဲနေအောင်ဖြွားပြီးထိုကုတ်ပြစ်ပေါ်၌ငုတ်တုတ်ထိုင်နေတာကိုအယက်ခိုးဝင်နေသည့်မျက်လုံးများဖြင့်ဝိုးတဝမ်းမြင်လိုက်ရပါတော့သည်ဟဲ့ဟာမေးဘူးလေခြံဝင်းနဲ့ဝင်လာပြီးငါကုတ်ပြစ်ပေါ်မှာစက်လိမ်လာတော့နေပြောလေကွာဟာမေးဘူးလေတော့ငါမေးနေရထိုချိန်တွင်အိမ်ပေါ်၌ဟင်းချက်နေသောခင်ညိုမှသူ့ယောက်ျားကိုဖိုးလုံးအတန်ကြားလို့ထွက်လာလေတော့သည်ကိုဖိုးလုံးရှင်တယောက်တည်းဘာပြောနေရလဲ ဘယ်ဟာတယောက်တည်းရမှာလဲဟွာဒီမှာမမြင်ဘူးလားငါကိုပြေပေါ်မှာဆက်လိုက်ထိုင်ပါနေတော့ကောင်တွေ့လားကိုပြေပေါ်မှာဘာကောင်းမှမရှိဘူးလေကိုပေါ်လုံးရဲ့ရှင်ရမ်းမှုနေလေအဲ့ကိုပြေပေါ်မှာပဲခဏလဲနေလိုက်ဖမင်းမွဲပြင်ပြီးမှကျွန်မလန့်ခေါ်လိုက်မယ်ထို့တို့ပြောပြီးကိုပေါ်လုံးမိမခင်ညိုကတော့အိမ်နဲ့ပြန်ဝင်သွားလေကဖမင်းစပွဲပြင်မှုလို့လုံတော့မှာပဲအင်းစီဝါကိုပြေပေါ်စီကနေတုံးုံုံနဲ့အတန်တွေကြားသဖြင့်ပြေးထွက်လာပြီးကြီးလိုက်တော့ ကိုပိုးလုံးမှာကိုပြစ်ပေါ်တဲ့မောက်လျေသာအနေထားတိုင်းရှိနေပြီးကိုပြစ်ကျန်းရင်းကိုသူ၏မျက်နှာဖြင့်ရိုက်၍စောင့်နေနေတော်သည်နှုတ်မှလည်းကြောက်ပါရဲ့ဗျာနောက်ဆိုအဲ့ကိုကမင်းအောင်မှာအပေါ်မသွားတော့ပါဘူးဗျအမေကြောက်ပါရဲ့ဗျာနောက်ဆိုအဲ့ကိုကမင်းကြီးမှလည်းအယံမတော့ရဲတော့ပါဘူးဗျကိုပိုးလုံးမှာတခါအော်လိုက်မျက်နှာနဲ့ကိုပြစ်ကျန်းကင်းနဲ့တခါစောင့်လိုက်ဖြင့်လှုပ်နေပါတော့သည်ညနေပြင်တစ်ခုလုံးဖူးယောင်နေပြီးဗစက်မှလည်းသွေးတွေရဲနေ၏ခင်ညိုလေသူ့ယောက်ျားကိုဖိုးလုံးကြီးအဖြစ်ပြက်ကိုတွေ့ပြီးစိုးရင်စိတ်ပြေအိမ်ပေါ်မှာပြေးစင်းလာတာ ကိုဖိုးလုံးဟင်ကောင်းကိုဖမ်းချုပ်ထားတော့လဲမြည်သွုံးမြမထိန်နိုင်ပဲတစုံတဦးမှနေပြီးကိုဖိုးလုံးဟင်ကောင်းကိုကန်၍ကုတ်ပြကျန်းကင်းနဲ့မျက်နှာကိုကန်ဆောင်နေပြီးပုံတံမျိုးပေါက်နေပါတော့သည်ကဲကြပါဦးရှင်လာကြပါဦးရှင်ကိုဖိုးလုံးတရားဘာလို့ဖြစ်နေမှန်းမသိလို့လာကြည့်ပေးကြပါဦးခင်ညိုကြီးအော်တန်ကိုကြားလိုက်တော့အိမ်ဤပဝင်းရှင်ကရွာသူရွာသားများနဲ့အတူကိုဖိုးလုံးနဲ့အရက်အတူတူတောက်ခဲ့ကြသောတန်ငယ်ချင်းများလည်းရောက်ရှိလာလေရောသည်ဖြစ်ချောင်းကုန်တင်ကိုမင်းမြန်ပြောဆိုကြပြီး ဂျေမန်နေပထန်းရီပရိရီတွေပြဖြန်းပက်လိုက်တော့မှကိုဖိုးလုံးတယောက်ငြိမ်ကြသွားပါတော့သည်သို့တော်လည်းတရေရတစ်ချက်မရတစ်ချက်ဖြစ်ကနောက်ဆိုအဲ့ဒီကိုကိုပဲအောင်မှအရက်မတော့တော့ပါဘူးနောက်ဆိုအဲ့ဒီကိုကိုပဲအောင်မှအပေါ်မသွားတော့ပါဘူးဗျာဟုအဟင်းနေတော့ကြောင့်ကိုဖိုးလုံးနဲ့အတူကိုကိုပင်အောင်မှာအရက်တောက်ခဲ့ကြတော့တငယ်ချင်းများလည်းအခြေအနေကိုသဘောပေါက်သွားကြလေတော့သည်ထို့ကြောင့်ချက်ချင်းပင်ရွာသားများကိုခေါ်ဆောင်ကညမောင်ကြီးတဲ့ထိုကိုကိုပင်တို့သွားပြီး ကိုတန်ငန်းနဲ့မအေးကြီးတို့ကိုအကြောင်းဆုံးရှင်းပြ၍လိုအပ်သည့်များကိုပြင်ဆင်ကအမွေးတိုင်းဖျောင်းတိုင်းထွန်း၍ညနေကကိုဖိုးလုံးကိုကိုပင်အောင်၌အရက်တောက်ပြီးအပေါ်ဆုံးခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီးပြန်လည်တောင်းပန်ခဲ့ကြပါတော့သည်ကိုဖိုးလုံးနှင့်အတူအရက်တောက်ခဲ့ရသည့်တန်ငန်းကြီး၄ယောက်ကလည်းသူတို့အပြစ်လဲမကင်းရမကင်းကြောင်းဖြစ်ခဲ့တာမလို့ကြောက်ကြောက်လန့်လန့်ဖြစ်ပြီးဝိုင်းဝန်းတောင်းပန်ကရွာသို့အမြန်ပြန်ခဲ့ကြပါတော့သည်ရွာပြန်ရောက်တော့ကိုဖိုးလုံးဤအိမ်တွင်လူတွေစုယုံစုယုံမြေတရင်မေးရောက်နေကြပြီ ကိုဖိုးလုံးမှာလည်းမျက်နာတကူလုံးဖူးယောင်နေသည်မှာအပပုံမှန်အတိုင်းပြန်လဲကောင်းမွန်နေသည်ကိုတွေ့ရလေသည်ညံဒီတော့ကကိုကိုပင်အောက်တွင်အရက်တောင်ရင်အပေါ်သွားခဲ့မိကြောင်းမိုးချုပ်အိမ်မြန်ရောက်တော့အိမ်ရှိကိုပြစ်တွင်ခဏနားမိလို့တော့အဲ့ဒီကိုပြစ်ပေါ်တွင်လူတရန်အိမ်မဲမဲကြီးတစ်ခုကစလိတ်မီးကိုရဲနေအောင်ဖွာနေတာကိုတွေ့ရပြီးထိုအိမ်မဲမဲကြီးမှမိမိကောင်းကိုချုပ်ကင်ပြီးကိုပြစ်ကြံကင်းနဲ့မျက်နာကိုကင်ဆောင်လာ နောက်ကိုကိုကိုပင်အောင်မအယက်တောင်းမလားနောက်ကိုကိုကိုပင်အောင်မအပေါ်တောင်းမလားဟုအကြင်ကြင်မင်းနေတာကိုကြောက်လန့်ပြီးပြန်ဖြေမိနေကြောင်းကိုသူ့ဟာဝိုင်းဝန်းကြည့်၍သတင်းလာမိနေသောရွာသူရွာသားများရှင်းပြနေပါတော့သည်ထိုအချိန်မှစပြီးကိုဘိုးလုံး၏သတင်းမှာအနည်းပတ်ဝန်းကျင်ရွာများသည့်ပြန့်နှံ့သွားကနောက်ပိုင်းတွင် ထိုကိုကိုပင်ကြီးအနီးနား၌အယိတ်ခိုသည်မှအပါမစင်မခြင်းပြောဆိုခြင်းမဖော်မရပြုလုပ်ခြင်းများကင်းဝေးပြီးကိုတန်ငယ်နှင့်မအေးကြီးတို့၏ဘုံပိမ့်မှန်လေးမှလည်း အရင်ကားတဲ့ပေါ်ပြီးအေဂျင့်တင်ငင်သွားစီခဲ့ပါတော့သည်ဒီနေ့မှာတော့ကိုတန်ခဲနဲ့မအေးကြီးတို့စီကိုမြို့ပေါ်ကလူငယ်တို့ရောက်ရှိလာလေတော့သည်ကိုတန်ခဲနဲ့မအေးကြီးဆိုတာဒီကအိုးဦးနဲ့တော်တော်လားခမရဟုတ်ပါတယ်ဘာများကူညီပေးရမလဲကွယ်ကျွန်တော်တို့နှစ်ယောက်ကဥတာရင်ရဲ့သားတွေပါဗျဖေဖေအရင်ကလိုကျမ်းမာရေးမကောင်းလို့သူကိုယ်တိုင်မလာနိုင်တာနဲ့ဒီပစ္စည်းတွေကိုကျွန်တော်တို့ကိုပို့ခိုင်းလို့လာပို့တာပါ။အော်ဖေဖေကမှားလိုက်ပါသေးတယ် သူမလာနိုင်တဲ့အချိန်အတော်တွေမှာကိုကိုပင်နဲ့ပတ်သက်တဲ့လုံစရာကိစ္စဝေယဝဲစာတွေကိုလုံမြဲအတိုင်းဆက်လုပ်ပေးထားပါတဲ့စိတ်ကြပါငါတူရဲ့အဲ့ဒီအတွင်းတွေတော့ဘာမှစိတ်မပူပါနဲ့ဦးလေးတာရင်သာကျမ်းမာရေးကောင်းကူးဆိုင်ပါလို့ပြန်ပြောပေးပါကွယ်ဟုတ်ကဲ့ပါပြောလိုက်ပါမယ်ဦးထို့သူပြောပြီးဦးတာရင်သားနှစ်ယောက်လဲမြားလာသွားတော့အမွေးတိုင်တို့ဖျောင်းနိုင်တို့မုံကြောက်တို့အမွေးနဲ့တာတို့များနဲ့အတူငွေကြ3သိန်းတတိယပေးရကကိုယ်တန်ကန်းနဲ့မအေးကြီးကပစ္စည်းများကိုသာလက်ခံပြီး ငွေ၃သိန်းကိုတော့မယူခြင်းပါကြောင့်ညင်းဆိုလေသည်ဥသာရင်သားနှစ်ယောက်မှာသူတို့ဖေမာသည့်အတိုင်းသာလောက်ရတာဖြစ်သောကြောင့်ဒီငွေ၃သိန်းကိုအိမ်မြန်ယူသွားပါကစုခံထိမှဖြစ်သည့်အတွက်နောက်ဆုံးမှာကိုတန်ငယ်နဲ့မဲအီတို့လက်ထဲသို့အတင်းထည်ပြီးကားမောင်းရီထွက်ခွာသွားကြပါတော့သည်ဦးသားရင်မှာအရင်တော့ကတနစ်ကိုတစ်ခါနှစ်ခါလောက်ကိုကိုပင်ကြီးစီကိုလာစဉ်ကကိုတန်ငန်းနဲ့မအေးကြီးကိုမိုးဘိုးအဖြစ်ငွေများပေးလေရှိတော်လဲတောင်းငန်းငန်းကလာပေးလေရှိသည် ယခုဥဒရင်သားနှစ်ယောက်နဲ့ပေးခိုင်းလိုက်သောငွေမှာအလွန်များနေသောကြောင့်အံ့ဩနေကြပါတော့သည်ကိုတန်ငယ်တို့ဇနီးမောင်နှံမှာထုံငွေ၃သိန်းလက်ထဲရောက်သည့်နေ့မှစ၍အိတ်သောင်းချင်းမအေးရပေသူတို့ဘဝမှာဒီလောက်များတဲ့ငွေတွေကိုအိမ်မက်ပင်မမက်ဖူးသောကြောင့်ဖြစ်သည်ဘိုင်တိုင်မှုဆိုတာကတော့ဝေးလေသောအရင်ကလောလလန်းနဲ့နေခဲ့သွားခဲ့သလောက်ယခုအချိန်မှာတော့သွမ်းသတိလာသတိစားသတိဖြင့်ထုံငွေ၃သိန်းကိုဘသူလာခိုးနှုန်းတို့လာလူနှုန်းတို့ဖြင့်အမြဲတမ်းစိတ်ပူနေတတ်က ဘဲသွားသွားဘာလို့လို့စိတ်မဖြောင်းပဲဖြစ်နေရှာပါတော့သည်။ကိုတန်ကဲမအေးရီရောဇနီးမောင်နှံနဲ့ဥဒရင်တို့ဤဆက်ဆံရေးမှာလဲထိုးငွေသုံးသိန်းပေးပြီးကလေးကအဆက်တွေပြတ်သွားကနေတော့သည်။ဒီလိုနဲ့ရက်လာနှစ်တို့တရွေ့ရွေ့ကြော်လွန်ကုံဆုံးလာသည်နဲ့အမျှခက်စနစ်တွေလဲတိုးတက်ပြောင်းလဲလာကကြေးရွာများမီလင်းကြီးလမ်းမဆက်တွေတိုးတက်ကောင်းမှုရေးစီမံချက်တွေကြောင့်ထိုကုတ်ကုတ်ပင်ကြီးရှိရာတင်ကြိုင်ကိုအနီးပတ်ဝန်းကျင်ရွာများမှာလဲဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာခဲ့ပါတော့သည်။ ဥဒရင်ဒီလေအသက်ရွယ်ကြီးလာဒီကတကြောင်းကျမ်းမာရေးအခြေအနေမကောင်းဒီကလည်းတကြောင်းကြောင်ကိုတန်ခဲနဲ့မအေးရှိရာကိုကိုပင်စီတို့မရောက်တော့ဒီမှာရက်မလာရီဆောင်ကနှစ်တွေတောင်အတော်ကြာညောင်းသွားခဲ့ပြီပေါ့သို့တော်လည်းဒီရက်ပိုင်းအတွင်းဥဒရင်တယောက်မိမိနေခဲ့သည့်ရွာကရွာဦးဖုံးင်းကျောင်းနဲ့ရွာအပြင်ကကိုတန်ခဲနဲ့မအေးကြီးတို့ဤဘုံပိတ်မှန်လေးဖြစ်သောကိုကိုပင်ကြီးကိုတရိယာပြီးအယံသွားခြင်းစိတ်ဖြစ်ပေါ်နေသည်သူ၏အိမ်မက်သေးတွင်ထိုကိုကိုပင်ကြီးအောင်း၌ဝိဖြူစင်ကြဲဝိဘိုးတော်တို့မှ ပရီကိုလက်ကကရင်ဘေးလွယ်ကလေးတလုံးကိုလွယ်ကကိုကိုပင်ကြီးကိုကြောခိုင်းသွားနေရင်မြင်ကွင်းမျိုးနဲ့ကိုတန်ကန်းနဲ့မဲယူနှူးမှာတော့ထိုကိုကိုပင်ကြီးနဲ့ခလန်းလန်းတနေရာရှိပုံလန်တူအရွယ်တူရှင်တွဲဆောက်လုပ်ထားတဲ့အုပ်ဟုလေးနှုတ်ခုပေါ်တွင်တယောက်လက်ကိုတယောက်ကင်ကပြုံးပြော်သွားစကားပြောနေကြပုံတို့ကိုအိမ်မက်မြင်မက်နေပါတော့သည် ဘူးတာရင်လီထိုအိမ်မက်ကိုမကြခဏဆိုသူလိုမြင်မဲ့နေတော့ကြောင့်နောက်ဆုံးမှာတော့ထိုကိုကိုပင်ကြီးစီတို့တွားရန်ဆုံးဖြတ်လိုက်ပြီးသူဤတန်းနေအောင်သလုံးကိုခေါ်ကကားမောင်း၍လိုက်ဖို့ခိုင်းလီတော့သည်မရောက်တာကြာပြီဖြစ်သောရွာလန်းလေးမှာအရင်ကလိုမဟုတ်တော့ပဲအဆဆရာရာပြောင်းလဲနေတော့သည်ညီညာဖြောင်းမှုနေသောကွန်ကရစ်လန်းလေးနှင့်လမ်းမီးတစ်ဖက်မှာလည်းဓမီးတိုင်လေးတွေအစီအရင်နှင့်ဥတာရင်တယောက်သူနေခဲ့သည့်ရွာလေး၏တိုးတက်မှုကိုကြည့်ပြီးဝမ်းသာကြည်နူးနေပါတော့သည် ။ဦးတိုင်ရင်တို့ကားလေးမှာရွာဦးဘုံကြောင်းကိုကြော်ပြန်ရင်းရွာအပြင်တင်းချိုင်းကုန်းသို့ဦးတည်မောင်းနေခဲ့ပါတော့သည်။ဥဒါရဲမှာမိမိငငယ်ကနွားကြောင်ရင်နေခဲ့သမင်းစားနားခိုခဲ့ရနေရနဲ့မိမိဘဝတကူလုံးကိုတိုးတက်အောင်ပြောင်းလဲပေးခဲ့ရနေရဖြစ်သောကိုကိုပင်ကြီးစီရာတို့အရင်ရောက်ချင်သောကများနေတော့သည်ထိုကိုကိုပင်ကြီးစီတို့ရောက်ပြီးကားပေါ်မှာဆင်းကအချင်းနေကိုအ깨ခတ်ကြည့်လိုက်တဲ့အချိန်မှာတော့အားလုံးဟာအရင်ကနဲ့မတူတော့ပေကိုတန်ကင်းနဲ့မအေးကြီးချိတ်ဆွဲခဲ့တဲ့ဖះเจ้าသောအဟောင်းများနဲ့နတ်ဆင်အဟောင်းများမှာ ဖီယိုဘေးရဲတွေဖြစ်ပြီးတချို့မှာကိုကိုဘီနီအောက်တို့တစစီပြန်ကျဲလို့နေပါတော့သည်အရင်ကခရီးတစ်ထောင်နားခိုရာတန်ရှင်းတက်ရသည့်ဒီကိုကိုဘင်အရေးလေးဟာယခုဆိုရင်တည့်ရွက်ကြွေများအမိုင်များနဲ့ရှုပ်ပွားရည်နေပါတော့သည်ကိုတန်ငယ်နဲ့မအေးကြီးတို့နေထိုင်ခဲ့သည့်ကိုကိုဘင်းအမြင့်ဆုံးငကူချားနေရာလေးမှာလဲတဲ့ရွက်အဟောင်းတွေပြောင်းကျင်းနေတာကိုတွေ့လိုက်ရသည်ဥသာရင်သည်ထိုမြင်ဝင်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်ကာကိုတန်ငယ်နဲ့မအေးကြီးတို့ကတတိယပြီးတွေ့လို့တွေ့냐မျက်လုံးကစားရင်လက်ပတ်ရှာနေမိပါတော့သည် သို့တော်လည်းကိုတန်ငယ်နဲ့မအေးရီရဇနီးမောင်နဲ့ကမတွေ့ရပဲကိုကိုဘင်နဲ့ခလန်းလန်းတနေရတွင်အရွယ်သူပုံသဏ္ဍူအုတ်ကူလေးနှလုံးကို တွေ့လိုက်ရပါတော့သည် ထိုအုတ်ကူလေးနှလုံးမှာကိုတန်ငယ်နဲ့မအေးရီတို့တယောက်တစ်ဖက်စီထိုင်၍စကားပြောလေရှိသောဥနာရင်အိမ်မက်ထဲမှအုတ်ကူလေးနှင့်တပုံသဏ္ဍန်နေဖြစ်နေသောကြောင့်ဥဒာရင်သည်အံဩစွာဖြင့်အဲ့ဒီအုတ်ကူလေးနှလုံးရှိရသောတလန်းချင်းသွားနေပြီး ထိုအုတ်ကူနှလုံး၏ခြေရင်းဘက်အလယ်တက်တက်မှခြေစုံရကသူ၏ဘယ်ဘယ်ချမ်းကအုတ်ကူနေရာမှရေးထားသည့်စလုံးလေးများကို ဖြင်းညင်းစွာအတန်ထွက်၍အခုလိုတလုံးချင်းစလုံးပေါင်းဖန်နေလျော်သည်ဦးတန်ကေအသက်45နှစ်ထိုစာကိုဖတ်၍ဆုံးတော့ဦးတာရင်တယောက်ရင်ထဲထိတ်သွားကသူ့စိတ်ထဲမှာလဲဖះဖះဒီဘက်ကအုတ်ကူကတန်ငယ်ဆိုတော့ခိုးဘက်ကအုတ်ကူကဘယ်သူများဖြစ်နေမလဲ အိုးငါထိန်တဲ့တယောက်တော့မဖြစ်ပါသေးနဲ့အဲ့ဒီလိုစိတ်ထဲရေရွရင်သူကြီးညာဘက်ကအုတ်ကူနေရမှာရေးထားတဲ့စာကိုစိုးရင်သွားပြန်တမ်းပြီးကြည့်လိုက်တဲ့အချိန်မှာတော့ဥတာရင်စူတောင်းမပြေခဲ့ပါထိုအုတ်ကူရင်ရေးထားသောစလုံးလေးများပါသူထင်သားသည့်အတိုင်းပဲဖြစ်လေတော့သည်ဒေါ်အေးကြီးအသက်43နှစ်ဟူ၍ဖြစ်နေပါတော့သည်ဥတာရင်သည်မျက်ဝန်းမှမျက်ရည်တွေဝဲပြီးတကိုယ်လုံးဆက်ဆက်တုံလောင်စိတ်တိကျသွားကား ကိုကိုဘင်းကြီးရှိရာသို့ပြန်လဲလာပြီးသူငငယ်တုန်းကထမင်းထုတ်တင်ခဲ့တဲ့တစ်ပင်ကွာသားနေရာလေးကိုမော့၍လှမ်းမြော်ကြီးကလက်အုပ်လေးချီ၍ပစုံတစ်ခုကိုတိုင်တဲ့စခိုးနေရပြူပြီးနောက်ကားပေါ်သို့တက်ခါဒူဝီသားရွာဦးဖုံးကြီးကျောင်းသို့မောင်းငိုင်းလိုက်ပါတော့သည်ရွာဦးဖုံးကြီးကျောင်းသို့ရောက်ရှိပြီးကျောင်းနိုင်တရာတော်ကလူပွဲပြည်သူများစက္ကတ်ကစခိုးကြော်ပြီးနောက်သူအရန်သိချင်နေသည့်ကိုတန်ကနေမဲကြီးအကြောင်းကိုမေးလျာကျောင်းတိုင်စရာတော်မှတက်ပြင်းချရင်အခုလိုရှင်းပြပါတော့သည် စိတ်မကောင်းစရာပဲတကားကြီးရဲ့ဥပစင်နဲ့ဒီအကြောင်းလူကိုပြန်မပြောကျင်တော့စိတ်ထိတိုက်ပေမဲ့တခါကြီးတည်အောင်ရှင်းပြရတော့မှာပေါ့ဒီလိုကွဥပစင်တို့ရွာလေးကလည်းတခါကြီးနဲ့အဆက်အသွယ်ပြတ်သွားပြီးနောက်ပိုင်းမှာနိုင်ငံတော်စီမံချက်နဲ့လမ်းတွေလျှက်စင်ပြီးဒီအာလုံးတိုးတက်ပြည့်စုံလာတာနဲ့မြ၊ကျေးရွာကလူနေအိမ်တွေကလည်းအစင်နဲ့မြင့်လာကြတော့တာပေါ့ဥပစင်ရဲ့အကြောင်းကိုလည်းရွာကရက်မိရက်ပါတွေနဲ့ရွာသူရွာသားတွေကဥဆောင်ပြီးတော့ အခုလိုတကားကြီးမြင်တဲ့အတိုင်းတတ်တတ်ရဲ့ရဲ့လေးဖြစ်အောင်စောက်လို့လူတန်းပေးခဲ့ကြပါတယ်။ကျောင်းလေးကိုလည်းချမ်းသီးရိုးတွေကြကြနန်းနန်းနဲ့ခတ်ပေးခဲ့ကြပါတယ်။အေးဒါပေမဲ့ကျောင်းမုံဦးနဲ့အဝင်တကားကိုတော့အလူရှင်ကမပေါ်လာသေးတာကြောင့်ခိတခဏရက်ထိုင်အလူရှင်မျောနေတော့မှာပဲ။အဲ့ဒီတကားကြီးတန်ခိုင်းတဲ့တကားမအေးကြီးတို့ကျောင်းကိုရောက်လာပြီးတော့ဥပဒေကိုကျောင်းမုံဦးနဲ့အဝင်ဝတကားစောက်လို့ဖို့အတွက်ဆိုပြီးတော့ငွေသုံးသိန်းတိတိလာလူသွားလို့ ဥပဇင်ရောចောင်းកបកအပွဲတွေပါအားလုံးအာအသိင်ကြရပါရဲ့တကားကြီးရဲ့ဥဒာရင်ဒီကိုတန်ငယ်နဲ့မအေးီတို့ဘုံအင်းเจ้าတွင်ငွေ3သိန်းလာလူသွားသည်ဆိုတော့အတန်ကိုကြားလိုက်ရသည့်အချိန်မှာတော့ပို၍စိတ်ဝင်စားသောကဥပဇင်ပြောပြနေသည်ကိုအာယုံဆိုင်၍နားထောင်နေမိပါတော့သည်အလူရှင်အမိကိုလည်းသူတို့နှစ်ယောက်ရဲ့နာမည်ကိုမထည့်ပဲအခုမဟုတ်အဝင်ဝမှာရေးထားတဲ့နာမည်တွေကိုပဲထည့်ပေးပါဆိုပြီးပြောသွားသည်တဲ့ ဒါနဲ့ဥပဇင်းနဲ့သူတို့ပြောခဲ့တဲ့အလူရှင်နာမည်တိုင်းကပီးထိုးပေးခဲ့လိုက်ပါတယ်ကွယ်အေးအဲ့ဒီတရင်ကယွာနဲ့ပြန့်နေပြီးတော့ဒီလိုအခြေအနေမဲ့အင်ဂျင်မရှိပဲတင်းတိုင်းကောင်းကကိုကိုပေမှာနေခဲ့ကြတဲ့လင်မယားနှစ်ယောက်ကအလူငွေ၃သိန်းလာလူသွားတယ်ဆိုတော့လူတွေရဲ့ဈေးထဲမှာဒိုလောဒိုလောနဲ့ဖြစ်ကုန်ကြတော့တာပေါ့မသမာသူတွေကလည်းအမျိုးမျိုးကောက်ချက်ချတော့တာပေါ့အခုလိုငွေ၃သိန်းတောင်လာလူသွားတယ်ဆိုတော့ ို့တို့လက်ထဲမှာတိတိမကတော့ရှိနိုင်သေးတယ်ဆိုပြီးမကောင်းတဲ့အတွေ့တွေတွေးမိကြမှာပေါ့တကားကြီးရဲ့ဒီလိုနဲ့ဒီနေ့မှာတော့တကားကြီးတန်ခဲတို့ဇနီးမောင်နဲ့မြွတ်တက်ပြီးစေပင်စည်းရဲ့ရောင်းပြီးအပြန်လန်ခီးမှာဓမြအုံးယောက်ကတို့တို့စီကစေပင်စည်းရဲ့ရောင်းလို့ရတဲ့ပတ်သက်တွေကိုလူရဲ့ပြီးတဲ့အပြင်မှာပဲသူတို့မှရှိခဲ့ပတ်သက်တွေကိုတင်းကျိုင်းပင်နေရာမှာဝတ်ထားလဲပြောစမ်းမပြောရင်တက်ပြင်မယ်ဘာညာနဲ့ချင်းကြော်ပြီးတော့ထုနဲ့ရိုက်စစ်တော့တာပေါ့လေ သူတို့လည်းဘသက်အပူမရှိကြောင်းဗမာမှလည်းဝတ်မထားကြောင်းပြောဆိုပေမဲ့မရပါဘူးကွယ်ဒုတ်တွေနဲ့ရိုက်ဓာတ်တွေနဲ့မုန်းပြီးစင်မေးတော့တာဗောကြာလာတော့အသားအနာမခံနိုင်တော့ပဲလင်မယားနှစ်ယောက်စလုံးဓမြတွေနဲ့သူသေးကိုသေးဝင်လုံးပြီးပြန်ချနေတဲ့အချိန်မှာပဲထင်းခွေပြီးပြန်လာတဲ့ရွာတွေကယောက်ျားသား၃လျောက်ကိုဓမြတွေမြင်ပြီးထွက်ပြေးသွားခဲ့ကြတာဗောဒါပေမဲ့တခါကြီးတန်ခဲရတော့နေရမှာနေမဲ့ဆုံးသွားချတယ်ကွယ် ဒကာမကြီးအေးဤကိုတော့ရွာကလူတွေကစေးယုံလိုက်ပို့ကြပေမဲ့လမ်းမှာပဲတွေးလုံပြီးဆုံးသွားတာပါပဲကွယ်အဲ့ဒီအဖြစ်ကိုကြားသိကြတဲ့ရွာကလူတွေကလည်းစိတ်မကောင်းဖြစ်လို့အားလုံးတိုင်ပင်ပြီးရွာထဲမှာအလူကန်လိုက်ကောက်လို့ရတဲ့ပတ်ဆက်လေးနဲ့ပဲသူတို့နေခဲ့တဲ့ကိုကိုပင်ကြီးနဲ့ခက်လန်းလန်းကနေရအလုတ်ကလေးမှာပုံစံသူအုပ်ကူလေးနှလုံးဆောက်ပြီးတော့ဂူသွင်းတကြိုပြီးရက်လယ်စွန်းတို့ပေးလိုက်ကြပါတယ်ကွယ်အဖြစ်အပျက်ကတော့အရာပါပဲတကားကြီးသာရင်ရဲ့ ဥဒါယင်သည်ဥပဒင်ပြောပြခဲ့သည့်အဖြစ်အပျက်တွေအားလုံးကိုနားထောင်ပြီးစကားတစ်လုံးမှပြန်မပြောနိုင်အောင်လင်ကြောင်းနဲ့တိတ်ဆို့နေလေတော့သည်မြေဝန်းထဲမှာလည်းမျက်ရည်တွေစီးစင်းနေသည်ဥဒါယင် အမူအရာကိုကြည့်နေသည့်ဥပဒင်လည်းအာယုံလွှဲသောအောင်ဆိုပြီးနောက်စကားတစ်ခုကိုဆက်ပြောလေသည်ကဲတကားကြီးစိတ်မကောင်းဖြစ်မနေပါနဲ့တော့တန်ငယ်နဲ့အေးကြီးဒူတန်းငယ်တဲ့မုတ်ဦးနဲ့အဝင်ဝတကားလေးကိုတွေ့ကြည့်ကြရအောင်သူတို့ဆိုကဥတရင်နဲ့တားနှစ်ယောက်စလုံးကိုခေါ်၍ကြောက်အောင်သူဆင်းလာခဲ့ကြပါတော့သည် ဥဒယင်သည်ရင်ထဲမှာအယံခံစားနေရပေမဲ့မငုံမိသည်ဟန်စိတ်ကိုထင်းရင်မောဦးတကားဝစီတို့တလန်းချင်းလန်းနေရတော့သည်ចောင်းရှိမောဦးအဝင်ဝတကားကိုရောက်တော့ကိုတန်ငန်းနဲ့မအေးရီတို့ဤလူတန်းငွေ၃သိန်းဖြင့်တီးဆောက်ပြီးစည်းခဲ့သော မောဦးကိုလမ်းမျောကြည့်ရင်းအလူရှင်နာမည်ကိုတလုံးချင်းစလုံးပေါင်းဖန်နေလိုက်တော့သည်ထို့သောဖန်နေရင်ဥဒယင်တယောက်မြေဝုံးမှမျက်ရည်တွေစီးကြလာကတကိုယ်လုံးအသားတွေတစက်စက်တုန်ခါနေလေတော့သည်မောဦးရင်ရေးသားသောအလူရှင်နာမည်ကိုလည်းဆုံးအောင်ဖတ်ပြီး ဥဒာယီနှုတ်မှမကြားရကြအတန်လေးတစ်ခုထွက်လာခဲ့သည် ထိုအတန်မှာတန်ငဲနဲ့အေးကြီးရေပြူးသည်မြကုသိုလ်အားလုံးတွေအများအများအများအဲ့ဒီလိုအများသုံးကြိမ်ရွတ်ဆိုပြီးနောက်ဥဒာယင်မှာမြေကြီးပေါ်သို့ပြော့ခွေကြကငြိမ်သက်သွားပါတော့သည်ဥဒာယင်နောက်ဆုံးအနေနဲ့တလုံးချင်းစလုံးပေါင်းဖတ်သွားသောမဟုတ်ဦးပေါ်မှာရေးသားထားသည့်ကပီးစာသားလေးမှာတော့ဥဒာယင်နဲ့တန်များကောင်းမှုအလူငွေ၃သိန်းကျပ်ဟူ၍ပင်ဖြစ်ပါလေတော့သည် အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြည့်နေတဲ့တဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအမား channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေလာပြည့်ရစမ်းပြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ